တနင်္သာရီတိုင်းပုတ်ပြင်းမြို့နယ်တောင်ငယ်ရွာအခြေစိုက်ရွှေခဲညူပြူစောတိစခန်းကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာပြူစောတိခေါင်းဆောင်သေဆုံးပြီးလက်နက်မျိုးစုံဆယ်လက်နဲ့ခဲယမ်းတွေသိမ်းဆီးရမိကြောင်းတနင်္သာရီမြို့နယ်ပကဖပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်ဧပြီ16မနက်3နာရီမှာစတင်တိုက်ခိုက်ပြီးပြူစောတိခေါင်းဆောင်သေဆုံး M79 လောင်ချာတလက် AK47 တနက်5လက် M16 တနက်3လက်နဲ့ကာပိုင်တနက်တစ်လက်အပါဝင်လက်နက်ဆယ်လက်နဲ့ခရမ်းတွေသိမ်းဆည်းရမိတာကိုတပ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်ဒီစစ်စင်ရေးကိုတနင်္သာရီမြို့နယ်ပကဖကဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ်မကွေးတိုင်းအထက်မင်းလာမြို့နယ်တွေက ကြီးရွာတွေစီကိုတကြံကာလအတွင်းစစ်ကြောင်းထိုးလာတဲ့ ကပါစကာကွယ်ရေးပစ္စည်းစရုံလုံခြုံရေးတပ်တွေကိုတွန်လိုင်းတပ်တွေကတိုက်ခိုက်ရမှာစစ်သား10ဦးသေပြီး30ခန့်ဒဏ်ရာရတယ်လို့အထက်မင်းလာမျိုးနယ်ပကဖကသတင်းထုတ်ပြန်ပါတယ်။ဧပြီ17ရက်မှာကပါစထုတ်နှုတ်အင်အား80ခန့် ပါတဲ့စစ်ကြောင်းတစ်ခုစစ်ကား၄စီးနဲ့ပဒန်းကန်တုတ်ရှမ်းတက်နယ်ပသိမ်မုံရွာလမ်းမကြီးပေါ်စစ်ကြောင်းထိုးလာစဉ်တော်လိုင်းတပ်တွေက ြားပြတ်တိုက်ခိုက်တာဖြစ်ပါတယ်ဒီစစ်စင်ရေးကို အထက်မင်းလာမျိုးနယ်ပါကဖပြည်သူ့လွတ်လပ်ရေးတပ်တော် PIA နဲ့အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ ACDF ပူးပေါင်းဆောင်ရွက်သွားတာလို့ဖော်ပြထားပါတယ်ဧပြီ၁၉ရက်နေ့မြန်မာနေ့စန်းတရက်မနေ့ဆယ်နိုင်ကမ်းမှာ မိုးကုတ်မြို့အရှိပိုင်းကဆုတ်ကြီးရွာကို စစ်ကောင်စီ jet fighter ကဘုံတလုံးကျဲသွားပြီးထိခိုက်မှုကိုစုံစမ်းနေစေဖြစ်တယ်လို့တမ်းမျိုးသားလူမျိုးတက်မတော် TNL ကသတင်းထုတ်ပြန်ပါတယ်။ April 16သကြံအတက်နေ့ညနေ6:00နာရီကမှမင်းတပ်မျိုးကိုစစ်လေရင်ကဘုံကျဲတဲ့အတွက်အစိုးရအဆောက်အဦဝန်တန်းအင်ယာနဲ့လူနေအိမ်တချို့ပျက်စီးတယ်လို့မင်းတပ်မျိုးနယ်ပအဖပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ ပြင်းပြင်းနဲ့ကြုံတို့မျိုးဂျိုင်းမြစ်တစ်ဖက်ကမ်းရှိကမ်းနီရွာနဲ့တရတော်ရွာကိုနှစ်ဆန်းတရက်ဧပြီ18မနက်7:00နာရီမှာစစ်လီရင်ကဘုံထက်ကျဲတဲ့အတွက်ရွာသား3ဦးဒဏ်ရာရပြီးဖုန်ကြီးကြောင်းပစ်စည်းတယ်လို့ KIC Current Information Center ကဖော်ပြပါတယ်ကမ်းနီရွာမှာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကလည်းဘုံကျဲခံရလို့အရက်သား6ဦးသေဆုံးတန်ကာ၄ပါးအပါအဝင် ြည်သူ30ကျော်ဒဏ်ရာရဘုံကြီးចောင်းပါပြည့်စည်ထားတာဖြစ်ပါလေပဲခူးတိုင်းကြောက်တကားမြို့နယ်ပဲနယ်ကိုနတ်တန်ကွင်းလမ်းပေါ်ရှိစစ်ကောင်စီစခန်းကတပ်သားတွေတူ MA1 တနက်တလဲနဲ့အတူ April 15မှာတော်လိုင်းတက်တီထံခိုးလုံလာတယ်လို့ပဲခူးခရိုင်အမှတ်နှစ်တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်တဟာသတင်းတစ်ပတ်အတွင်းဒုတိယမြောက်ခိုးလုံလာသူဖြစ်ပြီး ဧပြီ9ရက်ကလည်းအဲ့ဒီစခန်းကပဲစစ်သားတွေတူ MA1 တနတ်တလက်နဲ့အတူခိုလုံလာခဲ့ပြီးဖြစ်ပါတယ်။ရှမ်းမြောက်ဒေသလာရှုံမြို့အုပ်ချုပ်ရေးအဖွဲ့တွေကိုဧပြီ27အထိပဲရုံးတက်ကြဖို့ MNDAA ကိုကန်တက်ကအသိပေးထားတယ်လို့ရွှေဖီမြေကဖော်ပြပါတယ်။ ဒါဟာတကြံပြီးတာနဲ့လာရှုံမျိုးအုပ်ချုပ်ရေးကိုစစ်ကောင်စီထံပြန်လွှဲမယ်ဆိုတဲ့သတင်းတွေကြောင့်ဖြစ်ပြီး MNDAA တပ်တွေကလည်းအရေးကြီးပစ္စည်းတွေကို လာရှုံကနေတည်ထုတ်နေပြီလို့ဒေသခံတွေကပြောပါတယ်ဧပြီ16မှာစစ်ကောင်စီရဲ့အုပ်ချုပ်ရေးဝန်ထမ်းအဖွဲ့ပထမအထုပ်လာရှုံကိုဝင်လာမယ်လို့သိရပြီးတာဝန်အပြောင်းအလဲဘယ်လိုဆောင်ရွက်မလဲဆိုတဲ့အသေးစိတ်တော့မသိရသေးဘူးလို့ လက်ရှိအုပ်ချုပ်ရေးနဲ့နှီးဆက်သူတူဦးကရွှေဖီမြေကိုပြောပါတယ်တရုတ်အစိုးရရဲ့ဂျာဝင်ညှိနှိုင်းမှုအရဒီလိုတာဝန်လွှဲပြောင်းမှုဖြစ်လာတာလို့သတင်းတွေထွက်နေပေမဲ့ MNDAA ကရောစစ်ကောင်စီဘက်ကပါအခုအချိန်ထိဘာမှထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူးခင်ဗျာ